ီကောင်မလေးကလင်းနစ်သမီးကစပြီးမျက်မှန်မဲကိုဘရောမှမချုပ်ဘူးအဲ့တဲ့ချိန်ရုပ်ရှင်ကြည့်တဲ့ချိန်တော့အမြဲတက်ထားလေးရှိတယ်သူ့ကိုကသူမကိုမျက်ကန်းဆိုပြီးလောင်ပြောင်တက်တယ်ရေကွက်နဲ့ပကံလုံးတော့မခွဲခြားနိုင်ဘူးလို့ဆိုတယ်တကယ်တော့ကောင်မလေးကမျက်ကန်းမဟုတ်ပါဘူးသူမဒီလိုလုပ်ရတာကမျက်လုံးကိုကာကွယ်ဖို့ပါနောက်ဆုံးမှជីជីမမအရာတစ်ခုလုပ်ဖို့အတွက်ပေါ့အဲ့ဒီနေ့ကသူတို့မောင်နှမနှစ်ယောက်လေရင်နဲ့အိမ်ပြန်တော့ကသူမကပရင်မောက်ကိုဖွင့်ကြည့်ဖို့ကြိုးစားခဲ့တယ်။ဒါမဲ့ကိုကြီးကသူမကိုဆွဲတားလိုက်တယ်။ မင်းနောက်ကလေးမေကကောင်မလေးရဲ့စိတ်ထဲကိုတီးသွားပြီးသူမကိုလေးရင်မောင်းငယ်ရှိကိုခေါ်သွားတယ်။တကောက်ဖွင့်လိုက်တဲ့အချိန်မြင်လိုက်ရတဲ့မြင်ကွင်းကကောင်မလေးကိုချက်ချင်းဆိုသလိုဆွဲမက်စေတယ်။လေးရင်မူးကမင်းလေးမောင်းချင်လို့လားလို့မေးလိုက်တော့ကောင်မလေးကစိတ်လှုပ်ရှားစွာနဲ့ခေါင်းညှင်းပြလိုက်တယ်။လေးရင်မူးကသူမကိုလက်ကင်တန်းပေါ်လက်တင်ထားခိုင်းတယ်။ဒုတိယလေးရင်မူးကလည်းဘေးနားကနေညှိပေးတယ်။လေးရင်ကတပြေးပြေးလှည့်လာတဲ့အခါကောင်မလေးကအယံပျော်သွားတယ်။အဲ့ချိန်လေးမှာသူမကိုသူမလေးရင်ကိုထိန်းချုပ်နေရတယ်လို့မျိုးခံစားရတယ်။ ဒါပေမဲ့အဲ့ချိန်ကစပြီးကောင်မလေးရဲ့စိတ်ထဲမှာအိမ်မက်တစ်ခုစတင်တော့တာပါပဲ။အဲ့ဒီကစပြီးသူမကုန်သူမစီကန်တင်းကျပ်စွာနဲ့ပြင်ဆင်လာတယ်။မျိုးလုံးကိုကောက်ွယ်ဖို့အတွက်နှစ်တေချီပြီးမျက်မှန်မဲတက်လာတယ်။အမြင့်ကျောက်တာကိုကြော်လွားဖို့အတွက်မီတာ20မြင့်တဲ့ဘောကနေခုန်ချလိုက်တယ်။ကလေးဘောကကစားစရာတွေကစားချစ်စရာကောင်းတဲ့ရုပ်တွေမဟုတ်တော့ပဲလေရင်မောင်းတင်တဲ့စာအုပ်တွေလေရင်နဲ့ပုံစံတူကစားစရာတွေပဲဖြစ်လာတယ်။အားလုံးကသူမရဲ့အိမ်မက်စီကိုဦးတည်နေတယ်လို့ပါပဲ။ဒါပေမဲ့သူမကြည်ပြင်းလာရတဲ့အမြောက်ကန်းကွက်တန်တွေကလည်းများလာတယ်။ အကြီးဆုံးပြဿနာက သူမနေထိုင်ရနေရပါဒီနေရာမှာအိန္ဒိယနိုင်ငံမှာအိန္ဒိယမှာမိန်းကလေးတွေကအသက်15နှစ်လောက်ဆိုရင်အိမ်အောင်ပြုကြရတယ်သူတို့ရဲ့တာဝန်ကလျောင်ကြားကိုလှုပ်ကြွေးပြီးကလေးတွေကိုပြုစုစောင့်ရှောက်ဖို့ပါတက္ကသိုလ်တက်ခွင့်ရတဲ့မိန်းကလေးတွေကရှားပါတယ်လေယာဉ်မှုဖြစ်ဖို့ဆိုတာကအိမ်မက်ထဲကအကြောင်းအရာသာသာပါပဲသူမရဲ့ကိုယ်နဲ့မိခင်တော်မှာဒီအိမ်မက်ကိုဆွတ်လုပ်ပြီးချမ်းသာတဲ့သူနဲ့အိမ်အောင်ပြုတင်တယ်လို့ထင်နေကြတယ်ကဲငွက်တန်တွေများလာပြီမဲ့ကောင်မလေးကလက်လျှော့မသွားခဲ့ပါဘူးသူ့ကိုအမြဲအားပေးအောင်မြောက်ပြုခဲ့တဲ့ဖခင်တယောက်ရှိနေသေးလို့ပါ ဖခင်အားပေးမှုနဲ့ကောင်မလေးဟာလင်းမောင်းတင်တဲ့အကြောင်းကိုတွားရောက်အနှံခဲ့တယ်။ဒါပေမဲ့တင်တဲ့ဝင်ငွေအတွက်အနည်းဆုံး12တန်းအောင်မြင်ရမယ်လို့ပြောကြားခံခဲ့ရပါတယ်။သူမကတော့ကိုရန်တီပဲတင်ယူခဲ့ရပါတယ်။ဒါကြောင့်၃နှစ်တာစူးစမ်းတင်ယူခဲ့ပြီးတဲ့နောက်မှာသူမဟာဆောင်မင်းဝဲအောင်စင်းနဲ့တူထိုတင်တဲ့ကျောင်းစီကိုထပ်မံရောက်ရှိလာခဲ့တယ်။ကျောင်းကြီးဟာတစ်ချိန်လုံးပြောင်းလဲနေခဲ့ပါတယ်။အခုဆိုလည်းအနည်းဆုံးလိုအပ်ချက်ကတက္ကသိုလ်ဘွဲရမှလို့ဆိုပြန်ပါတယ်။ဘာမှမလုပ်နိုင်တော့ကောင်မလေးဟာတက္ကသိုလ်ပြီးအောင်ပြန်သွားတက်ရပြန်တယ်။ ဒါမဲ့သူမတက္ကသိုလ်ဝဲရတဲ့အချိန်မှာတော့ပြဿနာတင်ပေါ်လာပြန်တယ်။လေယမှုတင်နေဆိုတာဒေါ်လာ3သိန်းလောက်ကုန်ကြတယ်တဲ့။အဲအချိန်မှာသူမရဲ့မိခင်ကဒီခွင်ကောင်းကိုယူပြီးဖခင်နဲ့သမီးကိုအပြင်းထန်စူပူချိန်မောင်းလိုက်တယ်။ကောင်မလေးရဲ့မျက်လုံးထဲကမျှော်လင့်ချက်တွေဟာလည်းတဖြည်းဖြည်းနဲ့မိမ့်မိန်သွားသလိုဖခင်ကြီးလည်းဘာလို့ရမှမသိတော့ပါဘူး။ဒါမဲ့ကျေးဇူးတော်ကြောင့်ပဲလမ်းဆိုတာဆုံးမသက်သွားဘူးဆိုတဲ့စကားတိုင်းပဲ။တရင်တဘုတ်ကဖခင်ကြီးရဲ့အာယုံကိုဆွဲဆောင်မိသွားတယ်။အိန္ဒိယလေတဲ့မှာပထမဆုံးအချိန်အမျိုးသမီးလေယာဉ်မှုတွေကိုစတင်ခံတာရုံမဲဆိုတဲ့တဲ့မှာ တောင်ဖားနဲ့အောင်မျက်နှချင်းဆိုင်ကြည့်ပြီးပြုံးကြတယ်။နောက်နေ့မနက်ခင်းမှာကောင်မလေးကမစောင့်နိုင်တော့ဘဲသွားရောက်စီးရင်သွင်းလိုက်တယ်။စီးရင်သွင်းပြီးတော့လည်းပထမဆုံးစစ်ဆေးခံရတာကရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေပါ။ပြီးတော့မှစာမွေးနဲ့ချမ်းမိုက်စစ်ဆေးမှုတွေလုပ်တယ်။အစစ်စစ်သောစစ်ဆေးမှုတွေကိုဖျက်သိမ်းပြီးတဲ့အခါကောင်မလေးရဲ့ရလက်တွေဟာတိတ်ကိုထူးကျွမ်းပါတယ်။ဒါပေမဲ့စစ်ပိုင်းဆိုင်ရာစစ်ဆေးမှုဆင့်ကိုရောက်တဲ့အခါစစ်ဆေးမှုခန်းထဲမှာပြုတ်လုခဲ့တဲ့ရာတစ်ခုကမိန်းကလေးအလုံးကိုအံအားသင့်သွားစေခဲ့တယ်။နောက်ဆုံးမှာတော့ကောင်မလေးဟာတင်းနှန်းသောအလုံးတွေကနေအောင်မြင်စွာရွေးချယ်ခံခဲ့ရပါတယ်။ ။သူမဟာဒီတရင်ကောင်းကိုဖခင်ကြီးကိုဖုံးဆက်ပြီးပြောပြတဲ့အခါအင်မတန်ပျော်ရွှင်နေပါတယ်။အဲတော်တွေမှာပဲရုံးခန်းထဲကနေတရင်စိုးကြီးတစ်ခုထွက်ပေါ်လာပါတယ်။တင်းနှဲဆရာကသူမကိုပြောတယ်။မင်းအစွမ်းဆောင်ရည်အားလုံးကတိတ်ကောင်းနေ။ဒါပေမဲ့ဝမ်းနေမှုကောင်းတာကမင်းမှာယာယီပြဿနာနဲ့ယာတပ်ပံပြဿနာတစ်ခုစီရှိနေတယ်။ယာယီပြဿနာကမင်းရဲ့ကိုယ်လေးချိန်မှာယာတပ်ပံပြဿနာကတော့အရက်10စင်တီမီတာနိုင်နေတာပါ။ကိုယ်လေးချင်းကချလို့ရပါပဲအရက်10စင်တီမီတာကိုဘလို့ဖြစ်မှာလဲ။ ကောင်မလေးကစိတ်တက်ကြကြနဲ့အိမ်ပြောက်တော်ဖခင်ကဒီလိုပြောပြတယ်။ရေကူးရလိုနီးလန့်တွေနဲ့ဝေးချလို့ရတယ်။တပလုံးလေးချိန်ကမမတ်လို့ရင်ကိုလေးချိန်ကြမှာသေးကြတယ်။ကောင်မလေးစဉ်းစားမိရဲ့ဝေးချတာက ပြဿနာမဟုတ်ပေမဲ့အရက်မြင့်ကြတော့ဘယ်လိုလုပ်ကြမလဲ။ဖခင်ကြီးကအားပေးစကားပြောတယ်။ငါတို့ကစူးစမ်းရမှာပဲ။ဂျန်နရီကိုကန်တရားပေါ်မိခိုလိုက်အောင်ပဲတဲ့။ဒါကြောင့်နောက်နေ့မိုးမလင်းငင်ကလေးကကောင်မလေးလေးချိန်ကစတင်လိုက်တယ်။လမ်းမပေါ်ပြေးတယ်။လက်ကလေးတွေပေါ်ပြေးတယ်။ကားကူတရားတွေပေါ်ပြေးတယ်။ ။အမီးကရှေ့ကပြေးဖခင်ကနောက်ကနေစပိန်စီးပြီးလိုက်တယ်။အသီးဖြော်ရည်တွေတောက်တယ်။ဗိုက်စာတို့ရေကဲတက်တာတွေကအစားတောက်အနေငယ်ကိုအစာဖြည့်ဖို့စားလိုက်တယ်။မကြပါဘူး။ကောင်မလေးရဲ့ကိုလေးညင်ကစံသက်မှတ်ချက်ကိုရောက်ရှိသွားတယ်။တင်နေဆရာကဒါကိုကြည့်ပြီးတိတ်ကျင်းနေနေပေမယ့်အခုဆုံးရှုံးနေတဲ့တခုလေးသောချွေရင်ချက်ကအရက်ပါပဲ။ကော်မလေးက10စင်တီမီတာပဲနဲတာပါလို့ပြောလိုက်တယ်။တင်နေဆရာကပြုံးပြုံးလေးနဲ့သူမကိုလေရင်မောင်းမှန်းချီပုံစံစီခေါ်သွားတယ်။ပြီးတော့ရှင်းပြတယ်။ကြည့် ငါတို့ရဲ့ဒီဇိုင်းတွေကစင်တီမီတာနဲ့တိကျတိုင်းထွာပြီးလုပ်ထားတာ၁စင်တီမီတာကွာသွားရင်လေယာဉ်မောင်းနှီးမှာပြဿနာတက်နိုင်တယ်ခြေနင်းနှံကိုခြေထိတ်ကမိမိရဲ့ရမနေနိုင်မှုဆိုရင်လေယာဉ်မတော်တဆထိခိုက်မှုဖြစ်တဲ့အထိဆိုးရွားနိုင်တယ်လို့ပြောလိုက်တယ်ဒါမြဖခင်ကတော့ခနာကူကိုစမ်းထုတ်တဲ့လေကျင်ကန်ကိုလုံးပြနေတော့မှာပဲတင်းနေဆရာမျက်နှာကရုတ်တရက်ကြည့်ရတာပိုပြီးတင်းကျပ်လာတယ်ပြီးတော့ကောင်မလေးကိုရက်ပြန်တိုင်းကြည့်တယ်တမင်းဖြစ်သူစိတ်တဲ့ကြကြမျက်နှာညှို့ညို့နဲ့အခန်းထဲကနေထွက်လာတာကိုဖခင်ကမြင်တော့ချက်ချင်းပဲသွားပြီး ကြိုးစားနိုင်နေမြကြိုးစားပြီးပြီပဲကွလို့အားပေးစကားပြောတယ်။အဲချိန်မှာပဲတင်းတဲ့ဆရာကနောက်ကနေခဏလေးဆိုပြီးလိုက်ခေါ်လာတယ်။သူမကိုရွေးလိုက်ကြောင်းပြောလိုက်တော့တားဖားနဲ့အောင်အရန်ပြောသွားကြတယ်။ဒီလိုနဲ့မိန်းကလေးအောင်အောင်မြင်စွာရွေးချယ်ခင်ရပြီးအိန္ဒိယလီဒဲရဲ့သမိုင်းမှာပထမဆုံးအမျိုးသမီးလင်ရင်မှုဖြစ်လာခဲ့တယ်။သူမဟာရဲရင်ပေါ်ထိုင်လိုက်ပြီးဒီအပြာရောင်ကောင်းငင်ကြီးနဲ့တိမ်ပြူတွေကိုငေးကြည့်နေမိတယ်။ဒီခိုက်တန်းကသူမမျောလင်ထားတဲ့အိမ်မက်လေးပါပဲ။သူမတကယ်ပဲအောင်မြင်လိုက်မယ်လို့ဘယ်သူကမှမထင်ခဲ့ကြဘူး။ အစကကန်းကွက်ခဲ့ကြတဲ့အတန်တွေဟာလည်းအခုဆိုရင်လက်ခုပ်တန်တွေနဲ့အစာထိုးသွားပြီဒါပေမဲ့သူမတယောက်ရင်ဆိုင်ရမယ်ခက်ခဲကတော့အစာပဲရှိပါသေးတယ်အိညာမှာသူ့ကိုကဓပုံဓပုံယူလာပြီးဒီဘွယ်နေသမိန်ပုံမှာလူပနှယောက်ရှိလဲလို့မိတယ်ကောင်မလေးကခဏတွေးပြီးမှဆက်တယောက်လိုဖြေလိုက်တယ်အကူကချက်ချင်းပဲညင်းလိုက်ပြီးမဟုတ်ဘူးယောက်ျားလေးလျင်မှု၁၀ယောက်နဲ့မိန်းကလေးတယောက်လို့ပြောပြီးထွက်သွားတယ်ကောင်မလေးကသူ့ကိုဟာကိစ္စတခုကိုကြီးကြီးမားမားလုပ်နေရလို့ထင်မိတယ်။တက်မှာဆိုရင်ယောက်ျားမိန်းမဒန်းသူညီမျှမှုရှိရမယ်။ လိန်ခွဲကြမှုမရှိရဘူးလို့သူမထင်မိတယ်။ဒါမဲ့လက်တွေကတော့ရက်ဆက်ခဲ့တယ်။အဲ့နေရာမှာဆယ်စုနှစ်နဲ့ချီပြီးမျိုးသမီးလိင်မှုမရှိခဲ့ပါဘူး။မျိုးသမီးသုံးသန်းစင်ကန်ကိုတီးသက်ဆောက်ထားတာမျိုးလည်းမရှိဘူး။တီးသက်မျိုးသမီးဝင်လဲကန်ဆိုတာလည်းမရှိဘူး။လိင်မောင်းလေးချင်ရင်ကမှတော့သူမနဲ့ဒူတွဲပြီးလေးချင်ရင်လည်းမရှိသလောက်ပါပဲ။အလုံးစင်းစရာမှလည်းသူမနာမည်မပါလာပါဘူး။အားလုံးကသူမကိုတက်ရဲ့ဝင်တော့ဝင်မို့တခုလို့မြင်နေကြသလိုပါပဲ။အကဲပြရမယ့်ချင်းရောက်တော့ယောက်ျားလိင်မှုအလုံးက나이ပေါင်းရာနဲ့ချီပြန်တန်းထားကြတယ်။ ဒါမဲ့မိန်းကလေးက17နှစ်ပဲရှိသေးတယ်။တင်းနေဆရာကြီးကစိတ်မကောင်းဖြစ်နေပေမဲ့တက်ထဲမှာအကြောင်းပြချက်မရှိရဘူးဆိုတဲ့စီကံရှိတယ်။ဒါကြောင့်သူကမိန်းကလေးကိုမိနစ်60အတွင်းလေ့ကျင့်ရေးခွင့်မှာစုယုံခိုင်းလိုက်ပြီးတင်ငန်းစာပေးဖို့ဆုံးဖြတ်လိုက်တယ်။နှစ်ယောက်သားလေယာဉ်ပေါ်တက်ပြီးနေရာတစ်ခုပေါ်ရောက်သွားတဲ့အခါတင်းနေဆရာကြီးကအင်ဂျင်ကိုရုတ်တရက်ပိတ်လိုက်ပြီးမိန်းကလေးကိုအေးပေါ်ဆင်းသက်ခိုင်းတယ်။ဆင်းမိုးက17နှစ်ဘက်က drain လမ်းမှာဆင်းရမှာဖြစ်ပေမဲ့ဆရာကြီးကတော့နောက်ပြန်လှည့်ပြီး17နှစ်ဘက်က drain လမ်းစီဆင်းမိုးအမိန်ပေးလိုက်တယ်။ မိကလေးလက်ကြည့်လိုက်တော့ dryland လေးဟာတိတ်ကိုတေးငယ်နေတယ်။အမင်းကိုယာပြီးတာနဲ့သူမကလင်းရင်ကိုမြင်မြန်ဆန်ဆန်ထိန်းချုပ်လိုက်တယ်။ဆင်းတဲ့ကလင်းရင်ကဒရုံဒုံလှုပ်ရှားလာပြီးချိန်နှုံးပြမှုကလည်းမြင်မြန်ဆန်ဆန်ခုန်လာတယ်။သူကထပ်မံမြင့်တင်ပြီးထပ်ဆင်းတယ်။နောက်ဆုံးတော့နှစ်ယောက်သာဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့တယ်။အဲချိန်ကစပြီးသူမရဲ့ထူးချွန်ပြောင်မြောက်တဲ့စွမ်းရည်ဟာတင်းနှဲဆရာကြီးရဲ့သဘောကျမှုကိုရရှိစေခဲ့တယ်။ဒီဖြစ်ဖြစ်ကနေစလို့သူမဟာဆရာကြီးနဲ့တူတနေ့လုံးပြန်တန်းရေးတာဝန်တွေကိုထွက်ပြီးကျွမ်းကျင်မှုတွေလည်းတဖြည်းဖြည်းတိုးလာခဲ့တယ် လောက်ကွန်ရောက်တဲ့အခါမှာတော့သူမရဲ့ပြန်တန်းခြင်းဟာနံပါတ်၁နေရာကိုရောက်ရှိလာခဲ့တယ်။ကျောင်းစီမြင့်ရာသူမဟာထူးချွန်တဲ့သင်တန်းသားအဖြစ်စင်မြင့်မော်တက်ပြီးအတွေ့အကြုံမျှဝေရမယ်။ဒါပေမဲ့စကားနည်းနည်းပဲပြောရသေးတယ်။အထက်ကလူကကြားပြန်ဝင်လာပြီးဒုတိယလူကိုအစားထိုးစေခိုင်းလိုက်တယ်။အထက်လူကြီးကဒုတိယနေရာရသူနဲ့လက်ချင်းအားပြန်ခိုင်းတယ်။ရလကတော့သူမရှုံးတာပါပဲ။လူရှိသူရှိမှာအဆက်ခွဲခံလာရတဲ့ခိုက်တန်ဟာသူမအတွက်ခက်ခဲစွာပြန်လည်ထူထောင်ထားတဲ့ယုံကြည်မှုတွေကထပ်ပြီးကျိုးပဲ့သွားခဲ့တယ်။ ယောက်ျားရင်းနဲ့ရေမောင်တန်းရတာဘလောက်ခက်ခဲလဲဆိုတာကိုလည်းတပြေးပြေးနားလည်လာတယ်။အဲ့ဒီနောက်မှာပဲကောင်မလေးဟာအားလက်ခွင့်ရှည်တစ်ခုတင်ပြီးခရီးဆောင်အိတ်တင်တဲ့အတူအိမ်ပြန်လာခဲ့တယ်။အဖေနဲ့တွေ့ရတဲ့အခါအဖေကစကားများများမပြောဘဲသူမကိုနက်ရှိုင်းနဲ့ပွေးဖက်မှုတစ်ခုနဲ့ကြိုဆိုလိုက်တယ်။သူမကတထဲကနေထွက်ချင်တယ်လို့ပြောတော့ညှော်လင်မထားတာကအဖေကသဘောတူလိုက်တယ်။လက်ထပ်ချင်တယ်လို့ထပ်ပြောတော့လေအဖေကထပ်ပြီးသဘောတူလိုက်သေးတယ်။ပူပြီးမြုံနေစရာကောင်းတာကအဖေကိုယ်တိုင်သူမကိုမိဖို့ကြောင့်သောအကြောင်းတွေသင်ပေးတော်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ဒါကအိမ်အောင်ပြူပြီးရင်ဆိုင်ရမယ်ဘွားတစ်ပဲဆိုပြီးပြောလိုက်လို့ပါ။ကောင်မလေးအတွက်နားမလည်နိုင်စရာပါပဲ။တစ်ချိန်လုံးကိုကိုအားပေးလာခဲ့တဲ့ဖေပါကိုကိုဆွန့်လွတ်လိုက်တာလားဆိုတဲ့အတွေးဝင်လာတယ်။ဒီတော့မှဖေကသူ့ရင်ထဲကစကားကိုပြောပြတယ်။ကလေးအိမ်နီးရမှာဆိုရင်မိန်းကလေးတယောက်ကလိုက်နာခံယူမှုကိုရွေးချယ်မိပြီဆိုတာနဲ့သူမရဲ့တဒလုံးကောင်းမလို့မရတော့ဘူး။ဒီပြဿနာကိုဖြေရှင်းဖို့ဆိုတာကိုကိုကိုချုံနောက်မှုထဲမှာထည့်ထားတာမဟုတ်ဘူး။ချုံနောက်မှုကိုဘယ်နည်းနဲ့မဆိုချိုးဖြတ်ပြစ်ပြီးပြန်တန်းထွက်ဖို့ပဲ။ ဲချိန်မှာပဲကောင်မလေးစီကိုအထက်ကနေအမိန့်ဆောင်ရောက်လာတယ်။စစ်မှတ်ဖြစ်ပွားနေပြီဖြစ်လို့တပ်ဖွဲ့ရဲ့ထူးချိုဆုံးလေးရင်မှုတူအနေနဲ့သူမဟာတာဝန်ယူမှုတွေနဲ့တူစစ်မြေပြင်ကိုပြန်ရမယ်ဆိုတဲ့အမိန့်မှာလူဝက်ချက်ထိန်းသိမ်းရေးသဘောတူညီချက်အရကောင်မလေးဟာသူ့ဖေကိုစိတ်မပြတ်စေရပါဘူးဆိုတဲ့စကားတစ်ခုနဲ့ချဲ့ရင်ပြီးအလှည့်မြန်ထွက်သွားတော့တယ်။စစ်မြေပြင်မှာတော့ကေစေးတပ်ဖွဲ့ဝင်ဖြစ်သူမနဲ့အထက်လူကြီးဟာရောက်ရှိလာကြတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအထက်လူကြီးရဲ့ရဟန်းရင်ကရန်သူကြည်စံထိမှန်သွားတယ်။ ကောင်မလေးကစင်ပြီးအထက်လူကြီးကိုကယ်ဆယ်ခြင်းပေမဲ့ဌာနချုပ်ကတော့အန်ရီများရိုက်ဆိုပြီးချက်ချင်းဆုပ်ခွာဖို့အမိန်ပေးလိုက်တယ်။သူ့ရဲ့ကိုရောင်မှာအချိန်မီွေးဘေးထွက်ကနေမင်းမလုံနိုင်ဘူးလို့ပြောနေတာပါပဲ။ခဏလေးတွင်းမှာပဲအရင်ကတန်တရားဝင်ခဲ့ကြတဲ့အတန်တွေကသူ့မရဲ့နားထဲမှာပြန်ပြီးလိုင်းထနေခဲ့တယ်။ဒါပေမဲ့ဒီချိန်မှာတော့ကောင်မလေးကနောက်ပြန်မဆုပ်ဖို့ဆုံးဖြတ်လိုက်တယ်။သူ့မဟာလေရင်ကိုထိန်းချုပ်ပြီးစစ်မြေပြင်စီကိုအမြန်ဆုံးဥတီပြန်တန်းလိုက်တယ်။ပြီးတော့ရင်ကိုဘေးတစောင်းထားကသူ့မရဲ့တပ်ဖွဲ့ဝင်တွေကိုကယ်ဆယ်ဖို့ကြိုးစားလိုက်တယ်။ ရန်သူတွေဆုတ်ခွာသွားချိန်မှာတော့ကောင်မလေးဟာပြက်ကျနေတဲ့လင်းရင်ဘေးကိုဆင်းသက်နိုင်ခဲ့ပြီးကြည်စံမိုးရွာနေတဲ့ကြားကပျက်စီးနေတဲ့ရဲရင်ထဲမှာအသက်ရှူကျက်နေတဲ့ထက်လူကြီးကိုအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်။ဒီလိုနဲ့အန်ရီကနေလွတ်မြောက်သွားပြီလို့ထင်ခဲ့တဲ့ချိန်မှာပဲရန်သူဒုံးကြီးကသူ့မရဲ့ရဲရင်ကိုချိန်ပြီးပြစ်လိုက်တယ်။၆မိနစ်လောက်ဌာနချုပ်နဲ့ဆက်သွယ်ပြက်နေပြီမယ်။ကောင်မလေးဟာလူအလုံးကိုဘေးကင်းကင်းနဲ့စစ်မြေပြင်ကနေခေါ်ဆောင်နိုင်ခဲ့တယ်။စင်းုံကလေးမမလဲနေတဲ့ထက်လူကြီးကသူမစီကိုဘယ်လက်ကိုဆန်းထုတ်ပြီးလက်ချင်းရှင်ပြိုင်ခိုင်းနေ ဒါမဲ့ဒီတခါတော့ကောင်မလေးကိုအနိုင်ပေးလိုက်တယ်။သူမဟာအထက်လူကြီးရဲ့အသိမှတ်ပြုမှုကိုရရှိသွားပါပြီ။အိန္ဒိယရဲ့ပထမဆုံးမျိုးသမီးလေယာဉ်မှုဖြစ်သူမဟာတပ်ဖော်ရရဲ့ခွဲခြားမှုကိုမခံရတော့သလိုမိဘတွေရဲ့မျက်စိရဲ့မှာလည်းကြည်ပြင်းမလာသေးတဲ့မိန်းကလေးတယောက်မဟုတ်တော့ပါဘူး။သူမဟာအိန္ဒိယနိုင်ငံရဲ့မျိုးသမီးအလုံးတွေဆန်တမူနာဖြစ်လာခဲ့တယ်။လက်တွေ့ဘောမှာလဲကျွန်တော်တို့ဟာအိမ်မက်တွေကိုအကောင့်ထဲပို့ရမှာအခုလိုမျိုးအဟန်တားတွေဂျုံမှုကြမှာပါ ဒါပေမဲ့ဒီရုပ်ရှင်တွေကလို့ဇွဲမလျှော်ပဲကြိုးစားမယ်ဆိုရင်တနေ့မှာတော့ကျွန်တော်တို့ရဲ့ aim message ကိုရှောင်လန်းနိုင်ပါလိမ့်မယ်။